မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ NUG ပြည်ထရေးအတွင်းဝင်ဦးကိုမင်းဖန်စီခံရဟုသတင်းများထွက်နေတဲ့ပြင်တာဝန်မှယာယီရက်ဆိုင်နေဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဦးကိုမင်းသည် စစ်ကော်မရှင်လက်အောက်ခံပအိုအမျိုးသားအဖွဲ့ချုပ် PNO ဒေတာ၌တပတ်ကြော်ကြပြောက်ဆုံးနေတဲ့ပြင်တာဝန်မှယာယီရက်ဆိုင်ထားကြောင်းပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏အရေးပေါ်လှုပ်ဝက်သတိပေးစာအရသိရပါတယ်။အမြဲတမ်းအတွင်းဝင်ဦးကော်မင်းသည်ခရီးသွားလာနေစဉ်အတွင်းတပတ်ကြော်ကြအဆက်အသွယ်ပြတ်နေတဲ့ပြင်ပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက NUG ထိပ်ပိုင်းကောင်းဆောင်များနှင့်တိုင်းခရိုင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအလုံးကိုယမန်နေ့ဒီဇင်ဘာ9ရက်နေ့ကအရေးပေါ်သတိပေးစာပေးပို့ထားကြောင်းသိရပါတယ်။ ဥကိုမင်းကပြောင်းနေတာတပတ်လောက်ရှိပြီလူကြီးတွေအကုန်အရေးပေါ်သတိပေးစာတွေထုတ်တယ်။သူပါတဲ့စစ်ကနေကတို့တွေကထုံနေနောက်ဆုံးလှုပ်ဝက်အရေးပေါ်စာထုတ်ပြီးအတီးပေးတဲ့အတီးရောက်ကုန်တဲ့ဟု NUG အစိုးရရုံးတဲ့ဤဆက်သူတအူကပြောပါတယ်။ဥကိုမင်းသည် ဒီဇင်ဘာလဆန်းပိုင်းကထိုင်းမြန်မာနယ်စပ်တို့အသွာရှမ်းမြောင်နှင့်ရှမ်းတောင်နယ်စပ်ရှိ PNO စစ်ဆေးရေးဂိတ်တစ်ခု၌ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်းဖြစ်စဉ်ကိုသိရှိတဲ့ရေပြင်တော်လှန်ရေးရဲဘော်တအူကပြောပါရယ်တကယ်တမ်းသာပြည်ထရေးအတွင်းဝင်ကအဖမ်းခံရပြီးတပတ်ကြာမှသိရဆိုရင် NUG အစိုးရအဖွဲ့တစ်ဖွဲ့လုံးအစိုးရကိုလုံမနေတင်တော့ဘူးတော်လှန်ရေးအရင်အမြင့်တွေရဲ့လုံခြုံရေးကအထူးစိုးရိမ်ရတယ်ဟုရေပြင်တော်လှန်ရေးရဲဘော်တအူကပြောပါရယ်ဥက္ကမင်းသည် ရေပြင်တက်ရင်တက်ဖွဲ့များ NUG ပြည်ထရေးနှင့်ကာကွယ်ရေးဝင်ကြီးဌာနများအကြားတွင်အ धिक ပေါင်းကူးပေးသူတအူဖြစ်ပါသည်။ထို့ပြင်ဥက္ကုမင်းသည်ပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝင်ကြီးဌာနမှအတွင်းဝင်ဖြစ်သည့်အပြင်ပါအဖာအဖွဲ့အားလုံး၏ခေါင်းဆောင်တအူလည်းဖြစ်သည့်အတွက်၎င်းဖန်ဆီးခံရမှုသည်မှန်ကန်ပါကသတင်းအချက်အလက်များပေါက်ကြားနိုင်ကြောင်းသုံးသပ်မှုများလည်းရှိနေပါသည်။လက်ရှိတွင်ဥက္ကုမင်းကို NUG ဘက်ကယာရုအလုံးမှယာယီရဆိုင်းလိုက်ပြီး၎င်းနှင့်အဆက်အသွယ်ဖြတ်တောက်ထားရန် NUG ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်ညွှန်ကြားထားပါသည်။ ဆက်လက်ပြီးအတန်လိတ်တဲ့ပိတ်ပြုလုပ်မိနေတွင်မဲဆွယ်ဟောပြောပွဲပြုလုပ်ရန်ဥကိုကိုကြီးစီစဉ်ထားတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လူလူအားအတန်တိတ်တဲ့ပိတ်ပြုလုပ်ရန်စော်အော်ထားသည့်ဒီဇင်ဘာ၁၀ရက်တွင်ပြည်သူ့ပါတီဥက္ကဋ္ဌဥကိုကိုကြီးကဟင်းသရမျိုး၌မဲဆွယ်ဟောပြောပွဲပြုလုပ်ရန်စီစဉ်ထားကြောင်းအဆိုပါပါတီထံမှသိရပါတယ်။ဒီဇင်ဘာ၁၀ရက်သည် FPP ဆိုင်ရာလူအခွင့်အရေးနေ့ဖြစ်ပြီးအာဏာသိမ်းစစ်တပ်၏ဖိနှိပ်ရဆက်မှုများကိုစန့်ကျင်သည့်အနေဖြင့်အတန်တိတ်တဲ့ပိတ်ပြုလုပ်ရန်ဒေါ်လာရေးအင်အားစုများကလူလူအားစော်အော်ထားကြပါတယ်။ သို့သောအဆိုပါနေ့တွင်ပြည်သူပါတီဥက္ကဋ္ဌဦးကိုကိုကြီးကမဲဆွဲဟောပြောရန်ပြင်ဆင်နေခြင်းဖြစ်ပါသည်ဒီရက်ကိုတမင်ရွေးထားတာတန်းဒီចောင်းသားလှုပ်ရှားမှုចောင်းသားကောင်းဆောင်တသက်တကျွန်းကြအမှတ်တရပေါ်ဟုပြည်သူပါတီဟင်္သာမျိုးနယ်တိုင်းဒေသကြီးအမှတ်လောက်ဦးစိန်တောင်ကဆိုပါသည်အာနာသိန်းစစ်တပ်အကြံဖတ်နှိပ်စက်မှုများကြောင့်အချက်ရိုက်နေသည့်လူတို့က၎င်းတို့၏ဆန္ဒကိုပြနိုင်ပြီးအတန်တိတ်တပိတ်ပြုလုပ်မိနေတွင်မဲဆွဲပွဲပြုလုပ်မိဦးကိုကိုကြီးအားဝေဖန်မှုများရှိနေပါသည် ကျွန်တော်တို့တွေစစ်တပ်ကကြမ်းကြုတ်လို့လို့ဘာအတန်မှမထွက်ရဲလောက်အောင်ဖြစ်နေရတယ်ဒီလိုအချိန်မှာကျွန်တော်တို့အားလုံးတညိတညွတ်တဲ့အတန်တိတ်ပြလိုက်တာဟာအကျယ်လောင်ဆုံးသောစန့်ကျင်တန်ကိုပြတာပဲဒါကိုကိုကိုကြီးကဟောပြောပွဲတောင်ထားလုပ်ခဲ့ဆိုတော့ဒီလူဟာစစ်တပ်ဘက်ကရက်တီတဲ့ဖောက်ပြန်ရေးသမားပဲဟုရန်ကုန်မြို့တွင်နေထိုင်လျက်ရှိသည့်အသက်33နှစ်အရွယ်အမျိုးသားတအုပ်ကပြောပါတယ်အလားတူရန်ကုန်အခြေစိုက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတအုပ်ကလည်းဦးကိုကိုကြီးသည်အာနာသိန်းစစ်တပ်ကိုဖုံးဖိမရချောက်ရွံ့နေသည်ဝေဖန်ခဲ့ပါတယ် ခေကျူဦးကုတ်ကိုကြီးကြောက်လိုက်တာမှလွန်ရောပင်စစ်တပ်ကဆယ်ရက်နှစ်လူစီအောင်လှုပ်ခိုင်းထားတော့သူလဲလိုက်လို့တာပေါ့လူကျင်တော့လူထုစီကမဲလှုပ်တော့စစ်တပ်ခိုင်းတာအကုန်လှုပ်တဲ့ဟု၎င်းကဝေဖန်ပြောဆိုပါတယ်အာနာသိန်းစစ်တပ်အကြံဖတ်ဖိနှိပ်မှုများကြောင့်လူထုသည်အွန်လိုင်းပေါ်တွင်ပင်စေအာနာရှင်စန့်ကြည့်ရေးအကြောင်းများကိုဖော်ထုတ်ရန်ပင်အခက်အခဲကြုံနေရပါတယ်ရှင်းကြောင်ဒီဇင်ဘာ၁၀ရက်တွင်လူလူအများစုအထီးကိမရှိပါဝင်နိုင်မဲ့အတန်တိတ်တပိတ်ပြုတ်လို့ရန်ဒေါ်လာရေးအင်အားစုများကစော်အော်ထားခြင်းဖြစ်ပါတယ် ဆီအာနာသိမ့်ပြီးနောက်2021ခုနှစ်တကြံကာလကလည်းအတန်တိတ်တပိတ်နဲ့အဖိနှိတ်ခံမြန်မာပြည်သူများ၏အတန်ကိုကဘာကြီးချအောင်ဖော်ပြနိုင်ခဲ့သည်သည်ထို့ပြင်နှစ်စဉ်ပြုလုပ်သည့်အတန်တိတ်တပိတ်များတွင်လည်းပြည်သူအများပူပေါင်းပါဝင်ခဲ့ကြသည်လာမယ့်ဒီဇင်ဘာ10ရက်တွင်လည်းအတန်တိတ်တပိတ်ပြုလုပ်ရန်တော်လှန်ရေးအင်အားစုများကနှိုးဆော်ထားကြခြင်းကြောင့်စစ်တပ်ကပွဲလန်းတပင်များပြုလုပ်မှုများရှိသည့်အပြင်ဥက္ကုကိုကြီးကလည်းစစ်တပ်အလို့ကြောင့်လူစီကားစေရန်ဟော်ပြောပွဲပြုလုပ်ရန်လှုံ့ဆော်နေခဲ့ခြင်းဖြစ်ပါသည် ဆက်လက်ပြီးအတန်တိတ်တပိတ်ကိုဖျက်ဆီးရန်ကြံဖို့ပါတီကမဲဆွဲစည်းရုံးပွဲများနဲ့ပါတီဝင်များပါဝင်သောလှုပ်ရှားမှုများကိုဒီဇင်ဘာလ10ရက်နေ့တွင်အကြီးအကျယ်ပြုလုပ်မည်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်မြူတော်လည်ရေဘတ်တော်သားများနှင့်ပြည်သူလူထုကပါဝင်ဆောင်ရွက်မိအတန်တိတ်တပိတ်ကိုဖျက်ဆီးရန်ကြံ့ဖို့ပါတီကဒီဇင်ဘာလ10ရက်နေ့တွင်မဲဆွယ်စည်းရုံးပွဲများနှင့်ပါတီဝင်အင်အားအများအပြားအသုံးပြုပါဝင်သောလှုပ်ရှားမှုများကိုလှုပ်ဆောင်ချမိဖြစ်ကြောင်းကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါသည် အကြံဖက်စစ်တပ်ကဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်ကိုဖြိုခွင်းရန်နှင့်အရေးယူဆောင်ရွက်မှုများလှုပ်ဆောင်ရန်ညွှန်ကြားချက်နှင့်အမိန့်များထုတ်ပြန်လာပြီးနောက်စစ်တလအောက်ခံကြံ့ဖို့ပါတီကလည်းဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်နေ့တွင်မဲဆွယ်စည်းရုံးသောဖွဲ့များကိုပါတီဝင်အင်အားအများအပြားဖြင့်လှုပ်ဆောင်ရန်မြို့နယ်ကြံ့ဖို့ပါတီများသို့ညွှန်ကြားထားကြောင်းသိရပါသည် ဒီဇင်ဘာလ10ရက်နေ့မှာပါတီကမြို့နယ်တွေနဲ့ရက်ွက်တွေမှာမဲဆွဲစည်းရုံးလှုပ်ရှားမှုတွေရွေးကောက်ွယ်ကြီးညာတန်းကိုလူလူစီရှင်းလင်းတဲ့ပွဲတွေကိုပါတီဝင်အင်အားများများလှုပ်ခိုင်းနေပါတယ်ဟုရှန်ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါတယ်စစ်တပ်ရွေးကောက်ွယ်ကိုကန့်ကွက်မှုအတန်တိတ်တပိတ်နှင့်ပတ်သက်၍ပြည်ထရေးဝန်ကြီးဌာနကညွှန်ကြားချက်တရက်ထုတ်ပြန်လာပြီး ရင်းညွန့်ကြချက်တွင်အတန်တိတ်တပိတ်ပြုလုပ်မည်ဒီဇင်ဘာလ10ရက်နေ့ပိတ်ထားမည်ဈေးဆိုင်များစားတောက်ဆိုင်များအလုပ်ရုံဆက်ရုံများကုမ္ပဏီများကိုဖော်ထုတ်အရေးယူရန်နှင့်ချိန်ပေးရန်ဒီဇင်ဘာလ10ရက်နေ့တွင်ပြည်သူအများစုပါဝင်နိုင်သောဈေးရောင်းပွဲများပျော်ပွဲရွှေပွဲများနှင့်မြို့နယ်ရပ်ကွက်ဆိုင်ရာလူလူလှုပ်ရှားမှုများဆောင်ရွက်ရန်ပါညွှန်ကြားထားပါသည် အတန်တိတ်သပိတ်တွင်ပါဝင်သောဆိုင်ညာအလုံယုံစက်ယုံများကုမ္ပဏီများကိုနိုင်ငံတော်အကြီးအကျယ်ဖျက်ဆီးမှုအပြင်ရွေးကောက်ပွဲကိုနှောက်ယှက်သည့်ဥပဒေဖြင့်ပါအမှုဖွင့်ရန်ညွှန်ကြားထားပါသည်။ရှင်းပြဒီဇင်ဘာလ10ရက်နေ့အတန်တိတ်သပိတ်နေ့တွင်နေပြည်တော်အပါဝင်တနိုင်ငံလုံးရှိဝန်ကြီးဌာနများတွင်ရည်သည့်ဝန်ထမ်းကိုမှခွင့်ရမပေးရန်ဝန်ကြီးဌာနများအတွင် ရုံးသွင်းညွှန်ကြားချက်များထုတ်ပြန်လာကြောင်းအကယ်၍ဝန်ထမ်းများအနေဖြင့်စံမရေးမကောင်းမှုမှုနှင့်နိုင်ရေးကိစ္စများကြောင့်ခွင့်ယူလိုပါကလည်းတပ်ဆိုင်ရာဝန်ကြီးဌာနအကြီးအကဲများ၏ခွင့်ပြုချက်ရယူပြီးမှ ခွင့်ပေးကြရန်ညွှန်ကြားထားပါတယ်။ဆက်လက်ပြီးပွင့်ဖြူမြို့နယ်ကကျေးပါအုပ်စု၃ပုံ နှစ်ပုံဒီပါမှာရွေးကောက်ပွဲမကျင်းပနိုင်ဆွဲတဲ့င်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေတိုင်းဖွင့်ဖြူမြို့နယ်ရဲ့ကျေးရွာအုပ်စု၃ပုံ၂ပုံဒီပါမှာရွေးကောက်ပွဲမပြုတ်လို့ဘူးလို့စစ်ကော်မရှင်ကကြေညာထားပါတယ်။ဖွင့်ဖြူမြို့နယ်မှာကျေးရွာအုပ်စု၄၃အုပ်စုရှိပြီး၁၈အုပ်စုကိုရွေးကောက်ပွဲမပြုတ်လို့နိုင်ဘူးလို့ဒီဇင်ဘာလ၅ရက်ရက်စွဲနဲ့စစ်ကော်မရှင်ကကြေညာထားတာပါ။အဓိကကတော့ဒီအုပ်စုကျေးရွာတွေကိုကောက်ွယ်ရေးအဖွဲ့တွေကကာလအတန်ကြာစိုးမိုးထားတဲ့အတွက်သူတို့အနေနဲ့ရွေးကောက်ပွဲမလုပ်နိုင်တာပါ။တကယ်ကဒါထက်များနိုင်ပါတယ်။ မျိုးရဲ့အနောက်ခြမ်းတစ်ချမ်းလုံးနီးပါးကိုကာကွယ်ရေးအဖွဲ့တွေကစုံမထားတာပါလို့ဒေသခံတအူးကသတင်းဌာနကိုပြောပါရယ်ဖွေးဖြူမျိုးနယ်မှာစစ်ကောင်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့အမလောင်စရင်ကိုလက်ရှိအချိန်ထိမသိရသေးဘူးလို့အဲ့ဒီဒေသခံကဆက်ပြောပါရယ်စစ်ကောင်မရှင်ကမဲဇလီ၊စင်လူးမြောင်၊မတဲ၊ကဏီကြောင်ကုန်၊ချောင်းစုံ၊ရေပုတ်ကြီး၊ရေပုတ်ကလေး၊တမန်ရင်၊ပြည်လုံးကျော်၊အနောက်လေးအိမ်၊စေတော်ကျူးဝွန်၊ဖလန်ချင်း၊ကျွဲတကား မုံဇလဲဆယ်မုံစတဲ့ကျေးရွာအုပ်စုတွေမှာရွေးကောက်ပွဲမပြုလုပ်ဘူးလို့ကြေညာထားတာပါဖွင့်ဖြူမျိုးနယ်မှာ2025ခုနှစ်ဩဂုတ်လကစတင်ပြီးအောက်တိုဘာလအထိတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်စစ်ကော်မရှင်တပ်သားတွေအထိကိုက်များခဲ့ပြီးအခုချိန်မှာတော့စစ်ကြောင်းထိုးတာတွေမရှိတော့ဘဲငြိမ်နေတယ်လို့ဒေသခံတွေကပြောပါတယ်